ပြီးသွားပြီ။ဟေ့လားတိုက်ခွဲ့ပြီးသွားပြီ။ကျမကကျမတန်ကမအားစုပေါ့နော်။နေပိတ်တဲ့ဘောမနဲ့ရှင်ကြရပေါ့။ဘောမတွေနိုင်သွားပြီရှင်။နိုင်သွားပြီ။တကယ်နိုင်သွားပြီ။ဘောမတွေရဲ့အနာဂတ်ကနောက်ပတ်တာလို့ပဲရှိတော့တယ်။နောက်အချိန်နဲ့ရုပ်ောက်ကလေးပြင်ရမယ်။နေပိတ်ရမယ်။ဘောကသတ္တရခက်တန်းကြမယ်။ကျမတို့ကြုံခဲ့ရတဲ့ဒီဘောမဆိုတဲ့လူရန်စားပေါ့နော်။ဘောမဆိုတာရှင်းပြမှုကောင်းကြီးပြောတာပေါ့။လေးစုများလုံးမဲမင်္ဂလာပါ။ခုတစ်ခေါက်မှကျွန်တော်စနိုက်ပါဆွေးရတဲ့တင်လေးတွေကိုနားထောင်ကြည့်အောင်ခင်ဗျာ။ဒီကတော့တိုင်းနိုင်ငံမှာရှိတဲ့ပီရီယက်ထောက်ပို့ AC ရမင်းတို့ရဲ့ဂီယာအပီးဖြတ်သိမ်းခဲ့ရတယ်ဆိုတဲ့တင်လေးပဲဖြစ်ပါတယ်။ မြန်မာပြည်သူများရှင်ကျွန်မတို့တင်ဆက်ပေးမှာကတော့ထိုင်းနိုင်ငံမှာရှိတဲ့သတင်းလေးနှစ်ခုကျွန်မဆက်ဆက်ဆက်ပြီးတင်ဆက်ပေးချင်ပါတယ်သတင်းနှစ်ခုပုံကက်ပြန်တင်ဆက်ပေးမယ်ပေါ့နော်အဲ့ဒါကတော့ဗာလဲဆိုတော့ထိုင်းနိုင်ငံကနေပြီးတော့ထိုင်းအာဏာပိုင်ကပြစ်ခွင်းလိုက်တဲ့မြားတစင်းကဟိုစားမျက်နှာကောင်ထိသွားတယ်ရှင်မျက်နှာကောင်ထိသွားတယ်မျက်ဆိုတာကျွန်မနိုင်ငံမှာနီပိတ်တွေကိုခေါ်တာဒီလိုက်နီပိတ်တွေကိုခေါ်တာပေါ့နော်သူတို့ကဟိုဗာလဲ ဘယ်လိုပြောသူများနိုင်ငံရောက်တဲ့ခါကျတော့နည်းနည်းလူဘာဝရတယ်လေလူဘာဝရတယ်ဟိုကကျတော့ကျွန်မနိုင်ငံလူဘာမဟုတ်တာရှင်ဟုတ်တယ်မလားလူဘာလာဘဝနဲ့ဟိုကတီးပါပဲဘောနော်အဲ့တော့တီးလိုက်တာပေါ့ရှင်နံပါတ်1အတီးခံရတဲ့အဖွဲ့ကတော့အာစီနန်တော်စားတော့ဆိုင်ဖြစ်ပါတယ်ရှင်ခန်းတဲ့မှာကျင်ညာထားတယ်ကျွန်မအတူချုံပြီးပြောပြပါမယ်အာစီနန်တော်ဆိုတာကတော့ Happy Bar and KTV Club ဖြစ်ပါတယ်။အဲ့ဒီမှာဆိုမြန်မာဘာလို့နာမည်ကြီးရယ်ပေါ့နော်။အာစီနန်တော်ဟိုထိုင်းအနာပိုင်တွေကဘယ်ချိန်လေးကစောင့်ကြည့်နေကြတော့မသိဘူးရှင်။လေလာဝင်ဖမ်းတဲ့အခါမှာလူအင်အားပေါ့နော်ရဲအင်အားလုံခြုံရေးအင်အား ော်နော်စမှုစခွန်အုပ်ချုပ်မှုပါပါတယ်အုပ်ချုပ်မှုဦးဆောင်ပြီးတော့ April 28ရက်မှာအင်အား200ကျော်နဲ့ဝန်ခံတာ200ကျော်နော်လုံးဝကိုဘယ်သူမှမလွတ်အောင်ကိုဖမ်းကျင်လို့ဝိုင်းပိတ်ပြီးတော့ဖမ်းကျင်တော့အင်အား200ကျော်သုံးပါတာရှင့်အဲ့လိုသုံးပြီးတော့ဖမ်းဆီးရခါမှာတနက်တွေစီစံနေမိုးရေစေဝါးတွေတွေ့တယ်ဆိုပြီးတော့သတင်းလေးမှလည်းတက်လာတာရှင့်အဲ့ဒီအာဆီနန်တော့မှာဆိုရင် ဒီအာဆီနန်တော်ကအခန်းတွေကိုအသုံးပြုပြီးတော့လေလိုက်ပေါ်နေပြီးတော့ကျမတို့နေတိုင်းထိုင်ဆဲနေတဲ့သူတွေရှိရဲ့ရှင်အဲ့ဒီလူတွေအချိန်နှိမကောင်းအောင်လားမသိဘူးအချိန်နှိမကောင်းအောင်လားမသိဘူးဘောနော်အဲ့လိုတော့ရှိပါတယ်ပြီးတော့မြန်မာ150လဲဖန်းစီခံရတယ်လို့သိရတယ်လောလောဆယ်တော့ဘသူတွေပါဝင်လဲဆိုတာမသိရသေးပါဘူးရှင်အခုကကြတော့ AAC ရဲမင်းပေါ့နော်ရဲမင်းရဲ့ခံပြအလို့သမားခေဟာကိုလေဒီထိုင်းအနာပိုင်းကနေပြီးတော့အပီးကိုဖြိုဖျက်ခဲ့ပြီးဖြစ်ပါရှင့် အဲ့ဒွင်းလေးကိုကျွန်မနည်းနည်းလေးပြောပြမယ်နော်ထားနိုင်ငံနယ်စပ်မှာရှိရဲ့အညူချင်းရဲ့ PDF ထောက်ဖို့တူဖြစ်တဲ့ AC ရဲမင်းကဦးဆောင်တဲ့လူ့သမားကေဟာပေါ့နော်ခံပြလူ့သမားကေဟာဖြစ်ပါရှင့်အဲ့ဒါကိုထိုင်းအနာပိုင်းကမေတ္တရနေမှာအသီးပိုင်းနဲ့ချိုးပြလိုက်ပြီးဆိုတော့သိရပါရှင့်ဒီကေဟာဆိုရင်ထိုင်းနိုင်ငံမှာခလုံးနေထိုင်တဲ့မြန်မာဒုက္ခသည်တွေမြန်မာလူ့သမားဖူလုံရေးလောက်ကန်ခွန်လန်းတဲ့ဥပဒေရေးအထောက်ပံ့နေပေးတယ်ဆိုပြီးဟန်ဆောင်ထားပါတယ်တဲ့အဲ့လိုခံဆောင်ပြီးတဲ့အခါမှာအကြမ်းဖက်ထောက်ပို့နေတဲ့အတွက်ထိုင်းအစိုးရကဒီအဖွဲ့ကိုတရားမဝင်အဖွဲ့စည်းဖြစ်သတ်မှတ်ပြီးတော့ပိတ်သိမ်းလိုက်ခြင်းဖြစ်တယ်လို့သိရပါရှင့် ဒီ AC ရေးမင်းတို့အဖွဲ့ကအကြမ်းဖက်ထောက်ဖို့လားမဖို့လားဆိုတော့မှတ်တမ်းတက်ပုံလေးကြီးလိုက်တာနော်တကယ်ကိုအကြမ်းဖက်သမားတွေဒီတက်တွေနဲ့ပတ်သက်ဆက်သွယ်ပြီးတော့ရိတ်ခါတွေကိုးဆောင်နေရပုံနေတာဖြစ်ပါရှင့်ဒီတော့ထိထိုင်ထိုင်ထိုင်ခနာပိုင်းနေရတဲ့ဒီလောက်ရက်ဟာပေါ့နော်နိုင်ငံတွင်းမှာရှိရတရားမဝင်ရွှေပြောင်းလို့သမားတွေကိုခိန်းချုပ်ဖို့အတွက်ဆောင်ရွက်ထားတယ်ဆိုပြီးတော့သူကထင်မြင်ယူဆတယ်တဲ့ဟုတ်တော့တရားမဝင်ဝင်လာတဲ့သူတွေကိုခိန်းချုပ်ပြီးတော့ဒီလူတွေစီကနေခေါင်းမဖြတ်တဲ့ကိစ္စတွေပြီးတော့ဒီလူတွေအင်အားကိုစုစည်းပြီးတော့ ဆန္ဒပြပွဲတွေပေါ့နော်ပြီးတော့ထိုင်းနိုင်ငံအတွက်ကိုခက်ခဲဖြစ်စေမယ့်ကိစ္စတွေဒါတွေလှုပ်ဆောင်တယ်ဆိုပြီးသူတန်တရားဝင်တယ်ပေါ့ရှင်ဒါကြောင့်သူတို့ဟာဆိုရင်ဖျက်သိမ်းလိုက်တာပြီးတော့ဒီ NUG နဲ့ဆက်ဆက်နေတဲ့အဖွဲ့တွေတဲ့ထိုင်းနိုင်ငံမိတ်တွေမှာလှုပ်ရှားမှုတွေပြုလုပ်မယ်ဆိုရင်လည်းသူတို့အနေနဲ့တင်းကျပ်စွာကြီးစုနေတယ်ဆိုပြီးတော့သတင်းရင်းမြစ်တွေကဖော်ပြထားမြင်တွေ့ရပါတယ်ရှင်ဒီတော့ဖြစ်စဉ်တွေအားလုံးခြုံကြည့်လိုက်မယ်ဆိုတော့ထိုင်းနိုင်ငံကနိုင်ငံတော်ချင်းပူးပေါင်းဆောင်ရွက်တဲ့ကိစ္စလေးကိုဒီဇိုင်းမဲ့မဲ့လှုပ်ဆောင်နေအောင်မြင်တွေ့ရပါတယ်ဒီကြတော့ထိုင်းနိုင်ငံနဲ့ဆက်မှနေပြီးတော့မြန်မာပြည်ကိုမီးမွေးနေတဲ့သူတွေပေါင်းကျင်းသွားတာတော့မှန်ပါပဲရှင်။ ဲ့ဒီကျင်းတဲ့ဘောင်တစ်ဖြည်းဖြည်းသေးသေးလေးလာမှဖြစ်ပြီးတော့နောက်ဆုံးသူတို့လည်းပြောင်းဂျိုးခွဲဆွတ်တဲ့အချိန်မီဒီရောက်လာမယ်ဆိုတော့သိကြပါပဲရှင့်အကြောင်အလုံးကဘသူမပြုတ်မိမိမှုပါပဲနော်အခုတို့လည်းတိတ်များတဲ့ဖြစ်တဲ့အတွက်တဘွားတော့မဆန်ရတော့ကိုကျမတို့တို့ထင်လာတာတဘွားဆန်လို့ထင်လာတာဒါပေမဲ့တို့ဆန်မဲ့အရာကတဘွားတော့မကြည့်တော့ဘူးအခုတူကရမ်းများတော့လေသိလားအဲ့လိုဖြစ်တယ်ပေါ့နော်ဒီတော့ကိုကကိုတော့စဉ်းစားဝချင်းခုချိန်မှာတော့အားလုံးကတော့ငါဘက်ကနိုင်နေနင်းဘက်ကနိုင်နေပြောနေကြရပဲဒါပေမဲ့ဆုံးရှုံးမှုတွေဖြစ်လာတာ ကြာဆုံးမှုတွေဖြစ်လာတာဘယ်ဘက်ကလဲဆိုတာကတော့ထင်တာမြင်တာရှိပါရဲ့ရှင့်မြမတက်လို့အခုချိန်မှာဆိုရင်ပြည်သူစစ်မှုသားကလည်းခေါ်ဆောင်တဲ့အခါမှာအင်အားတစ်ခုထိရသွားပြီအရာအလုံးမြို့တွေတော့ပြန်ရနေပြီရှင့်ဟုတ်တယ်မြို့တွေတော့ပြန်ရနေပြီတချို့မြို့တွေဆိုလည်းတိုက်ကွက်တွေပေါ်လာတော်တော်ကောင်းနေပြီပြီးတဲ့အခါမှာအစ်စ်မြင့် drone တွေပေါ့နော် drone တပ်ဖွဲ့တွေပြီးတော့တရားဝင်ဝယ်ထားတဲ့စမ်းသပ်တီထွင်တဲ့လက်နက်တွေစစ်စစ်စစ်ရေးဆရာမှာအသုံးပြုနိုင်တဲ့အိစရတွေပေါ့ဒါလေးတွေကိုလည်းကိုဖို့တတ်တာတုံးနိုင်လာတော့မြင်ရတယ်ရှင့် ိမတက်မလို့ကဒီလိုဒီလိုတိုးတက်လာပြီးရဲ့ခါမှာအစမတ်သမားတွေကဒီလိုဒီလိုကြဆင်သွားခဲ့ပြီဒါကို online ပေါ်မှာနေပြီးလေးကျဲနိုင်နေရဲ့ဆိုတော့သိကြတယ်အဲ့လူတွေကတတိယနိုင်ငံသွားဖို့အတွက်လက်မရနိုင်ဘူးလို့ဖြစ်တယ်အဲ့ကြောင့်လေးကျဲနိုင်တာမြေပြင်မှာရှိရတဲ့လူတွေကလေးမကျဲနိုင်တော့ဘူးเนาะခဏနေအလင်းဝင်လာကြပြန်ပြီးပြီးတဲ့ခဏနေထွက်ပြေးသွားကြပြန်ပြီးခဏနေကော့ကိုတတ်သိကြပြန်ပြီးပြီးတဲ့ဒေါ်လေးမှာသွားကြည့်လိုက်နာနဲ့တော့မဆန့်တို့ဒုက္ခတရားတွေကဒါကိုနိုင်တယ်လို့ online ပေါ်ကနေအော်ရဲသေးတယ်ဆိုတာကတော့တော်တော်ကိုချင်းစာစိမ်မရှိရပါပဲခုအချင်းချင်းပြန်ပြီးတော့သစ္စာဖောက်နေတာပဲရှင့် ိလားခါကြရင်ကျမတို့ကလေတိုက်ပွဲရပြီးသွားပြီသိလားတိုက်ပွဲရပြီးသွားပြီကျမတို့ကကျမတို့နိုင်ငံမှာအင်အားစုပေါ့နော်ဒီပိတ်နဲ့ဘောမနဲ့ရှင်ကြရပေါ့ဘောမတွေနိုင်သွားပြီရှင်နိုင်သွားပြီတကယ်နိုင်သွားပြီဘောမတွေရဲ့အနာဂတ်ကနှပ်ပတာဖို့ပဲရှိတော့တယ်နော်အချိန်နဲ့ရုပ်ောက်ပွဲလေးပြင်ရမယ်မဲပေးကြမယ်ဘဝသတရခက်တန်းကြမယ်ကျမတို့ကြုံခဲ့ရတဲ့ဒီဘောမဆိုတဲ့လူလန်းစားပေါ့နော်ဘောမဆိုတာရှင်ပြန်ဟူကောင်းကြီးပြောတာပေါ့ တကယ်တော့အေးချမ်းစွာနေခြင်းနဲ့ပြည်သူတွေပါเนาะဒီပြည်သူတွေရဲ့အနာဂတ်ကကောင်းမှုပဲရှိတော့လေရှင်နည်းနည်းလေးတော့တောက်ခံမှုလိုတာပေါ့เนาะဒီတော့ဒီပိတ်တဲ့ဘောမပြန်ပွဲမှာဘောမနိုင်သွားပြီရှင်เนาะဘာကြောင့်နိုင်လဲဆိုတော့တသက်ပြားချက်တွေကိုကျွန်တော်တို့နေတိုင်းပြောတဲ့သတင်းတွေနားထောင်ကြည့်မယ်ဆိုရင်နေပြည်တော်မှာဖြစ်တဲ့အရာတွေကြည့်မယ်ဆိုရင်သိရှိနိုင်ပါလေရှင်เนาะကျွန်တော်တို့ရှောက်ပြောလို့ရတဲ့ကိစ္စမဟုတ်ဘူးနော်အားလုံးကသိရကိစ္စအားလုံးကလူတွေပဲအုံနောက်ရှိရအားလုံးကသမင်းစားပြီးတော့ကြီးလာကြတဲ့သူတွေကြီးပဲအုံနောက်ရှိရဟုတ်တယ်မလားကျမတို့ပြောတဲ့တဲ့မှန်လားမမှန်လားမြေပြင်မှာတိုက်စင်အတိတ်သားကြီးပဲဟုတ်ဟုတ်တယ် ီတီတွေနော်တော်လန်ရေးကိုလိန်ညာပြီးတော်လန်ရေးကလည်းထမင်းစားရတဲ့သူတွေကတော့လိန်နေဦးမှာပဲသူတို့ကတော်လန်ရေးကိုမပြီးစေချင်ဘူးလေမပြီးဖို့အတွက်ကရှုံးတယ်လို့ဘယ်တော့မှဝန်ခံမှာမဟုတ်ဘူးအောင်းနဲ့အောင်းနဲ့နိုင်မယ်နိုင်မယ်ဆိုပြီးတော့တောက်ခံသွားမှာတော်လန်ရေးကမပြီးမှာအဲ့တော့မှအဲ့တော်လန်ရေးရှိနေမှာသူတို့ထမင်းစားရမှာလေကပ်ပြီးတွေစဉ်းစားတတ်ဖို့ပြောပြတာပါသူတို့ပြောတာယုံပြီးတော့နိုင်နေနိုင်ပြီဆိုပြီးတော့ကိုဘွားကိုထပ်ပြီးစတေးမယ်ဆိုတော့လည်းဒါကိုထိုင်တဲ့ကိုကံလို့ပဲပြောလိုက်ချင်ပါရဲ့ရှင့် เนาะဒါကတော့ထိုင်းနိုင်ငံမှာဖြစ်တဲ့ကိစ္စအနေနဲ့ပတ်သက်ပြီးတော့အနိုင်ရှုံးတွေကျွန်မခွဲပြတာဖြစ်ပါတယ်။ကျွန်မခွဲပြတာမကျင်တော့ဘူးဆိုလဲကိုယ့်ကိုကိုယ်ညံမီတော့စဉ်းစားပြီးအနိုင်ရှုံးခွဲလို့ရရနော်။ဒါကတော့ကိုယ့်ယူဆနဲ့ကိုယ်ပဲ။ညာကိုယ့်ယူဆနဲ့ကိုယ်ပဲကျွန်မမသူယူဆအောင်မှာဘာမှလိုက်ပြီးတော့ပြောမှမဟုတ်ဘူး။ဟိုတိုင်းရှင်းလာတော့ပဲလုပ်မယ်ပေါ့နော်။တိတ်ပြီးတော့မပြောချင်ဘူးပြောကိုယ့်အကိုကိုယ့်ဘက်ကနိုင်တယ်ထင်လို့ရှင်ငါတို့ဘာကြောင့်နိုင်လဲဆိုတော့ကိုယ့်တက်တဲ့ပြချက်နဲ့ကိုယ်ပြောကြ။နော်ကျွန်မတို့တော့လာမစဲနဲ့ကျွန်မတို့တော့စဲလဲဒီမဆိုင်ဘူး။ဖြစ်ချင်တော့လေဖြစ်ချင်တော့ view ဆိုင်မနေဘူး။ တိလားသူတို့ပြောလို့ကျွန်တော်တို့ဒေါသနေတော့မထွက်ဘူးအဲ့ဒါကျွန်တော်တို့အနိုင်ရရှိခြင်းပဲကျွန်တော်တို့ကမှော့အောင်သွားပြီဒီလောကမှာမှော့အောင်သွားပြီနော်ကျွန်တော်တို့လာဆဲလဲကျွန်တော်တို့အေးဆေးပဲထိုင်နေအောင်ငါ့ကိုဆဲနေပါလားဆိုတော့ဒီလူပြောတဲ့အချက်တွေကနေအားနည်းချက်တွေကျွန်တော်တို့ရှာထုတ်နိုင်တဲ့အဆင့်တွေကိုကျွန်တော်တို့မှော့အောင်သွားပြီတိလားအဲ့ဒီပုံမှာ emotion လည်းမရှိဘူးဝမ်းနေခြင်းလည်းမရှိဘူးဒေါသထွက်ခြင်းလည်းမရှိအေးဆေးထိုင်လားထောင်ပြီးတော့ဒီကောင်ကပြောတဲ့အချိန်မှာဘာအားနည်းချက်ရှိလဲဆိုတော့ခိုင်းကြည့်နိုင်တဲ့အထီကိုကျွန်တော်တို့ကမှော့အောင်သွားခဲ့ပြီရှင်အဲ့ဒါကျွန်မမှမဟုတ်ဘူးကျွန်တော်တို့ဘက်ကမိဘဖြစ်သူတော်များတယ်မှော့အောင်သွားပြီ မကျွန်တော်တို့ဘလော့ဆဲဆဲ online ပေါ်နေဘလော့ချင်းချောက်ချင်းချောက်ကျွန်တော်တို့လုံးစာရှိရလုပ်တယ်ကျွန်တော်ဝိပါကီသူကြီးအားလုံးကအဲ့လိုပဲနော်ပြီးတော့ဘောမတွေကမော်အောင်သွားပြီဖြစ်တဲ့အတွက်ဒီပိတ်တွေကျက်တော့ဆဲနော်ဘောမတွေ keep site ပေါ့နော်အဲ့လိုတော့ခေါင်းထဲမှာထည့်ထားစေချင်မှလားရှင်နော်ဟောဘယ်လိုပဲဖြစ်ဖြစ်ရောနော်ပြပြရပါဒီပိတ်တွေအစဲထူရောလေကျမတို့ကလည်းဆဲတဲ့အပိုင်းမှာမော်အောင်ကတော့ခတ်တယ်ခတ်သွားပြီပေါ့နော်သူတို့ကျမတို့ဘလို့မှတွန်းဆန်လို့မရတော့ခြေနဲ့အဲ့လိုတော့ရှိပါရှင်ပြီးတော့ဘသူတွေပါပဲပြောပြောဘလို့ပဲဝေပန်ဝေပန်ကျမတို့နိုင်ငံတော်အတွက်လှုပ်ဆောင်ရှေ့ဆက်လုပ်ကြအောင်ပါရှင် ဒါလေးကဒါကျမတို့အားလုံးရဲ့မှန်ကန်သောရွေးချယ်မှုသာဖြစ်ပါလိမ့်မယ်ရှင်။ကျမတို့တရင်တန်ဆမ်းမှုတွေကိုအငြင်းအောင်အားပေးကြတဲ့မိဘပြည်များအားလုံးဆက်ချနာကိုကြမှာကြပါစေ။ခွေးစီသူတို့ခွေးနဲ့ကြော်လို့ကြံနေရတယ်ကနော်။ဒီကောင်တွေလည်းမကြပါဘူး။ရဲမင်းတို့ကအချင်းတွေကကိုဒီတိုင်းမှာရောက်နေတဲ့ညီမတို့ကမှလည်းခေါင်းပုံဖြတ်နေတာကနော်။အချင်းတွေကတော့နိုင်ငံရေးမဖြစ် ခင်ကတော့ကုညီတာပေါ့နော်ကုညီနေတဲ့ကောင်ဖြစ်တာပေါ့ခုကျတော့အဲ့လိုမဟုတ်တော့ဘူးနော်အဲခုတော့ကုညီတယ်ဒါပေမဲ့ဒီကောင်လေးကကုညီပြီးတော့တန်းပြီးကိုဖျက်ဆီးနေရတယ်နော်အဲ့ဒီအရာလေးပစံနေမတရားကောက်တယ်ကောက်ပြီးတော့ချိန်မှာဒီ PDF လေးကိုထောက်ပံ့တယ်အဲဒီ gaming ကိုတိုင်းလည်း PDF ဖွင့်လာဝင်နေတယ်ဒီပုံစံကိုလုစားနေရတယ်ကြားပြီဒါဟုတ်ထိုင်းရလည်းတိတော့ဘူးမသိပဲနဲ့ပဲနေတယ်တိလို့ပဲခုလိုချိန်နေမျိုးကြည့်ဖြစ်လာတော့အရင်တနစ်ကလည်းကောင်လေးဝင်စစ်ပြီးပြီးဝင်စစ်ပြီးချိန်ကျော်နဲ့ဆက်လုပ်တယ်အဲ့လိုအခုနှစ်မှာတော့ကောင်လေးအပြီးပါဖြစ်သိနေတဲ့သဘောကြောက်သွားတာပေါ့နော် ီခုနပြောတဲ့ KDB တို့ဘာတော့ဘောနော်ဟိုနန်းတော်ပေါ့ဘာနန်းတော်လဲတော့ဒီနော်အဲ့နန်းတော်ကတော့ data တွေ PDF တွေအများစုအဲ့မှာပြောပါနေရတဲ့နေရာပဲနော်တောင်းရင်မြို့ကိုဖြတ်ပြီးတော့ဒီကောင်လေးကလာလာပြောမဆွဲလို့ဖွဲ့တယ်ပေါ့ဗျာအဓိကတော့ပြောပါနေရနေရာပေါ့နော်အော်အဲ့ဒီမှာဟို PDF ထောက်ဖို့တွေရော PDF ဖွဲ့တွေအများကြီးရှိတယ်နော်ဟိုဖန်ခတ်စီ150လေးမှာလဲ PDF တွေအများပြားပါတယ်လို့ကျွန်တော်သိရှိရတယ်နော်